ပြမှာကတော့ဖီယာမင်းတန်ရေးသားထားတဲ့ရည်သူမဆိုတဲ့ဝိတ္ထုတူလေးပဲဖြစ်ပါတယ် ရေသူမဟာနှစ်ထပ်အရင်အပေါ်ရက်မှာရှိတဲ့ဗလင်းပေါက်တစ်ခုရဲ့ဘောင်ကိုလက်ထောက်ပြီးခက်လန်းလန်းမှာလှမ်းမြင်နေရတဲ့ပင်လေးကိုကြည့်နေတယ်။နေလုံးကမူကုတ်ဆံဝိုင်းပေါ်မိတင်နေပြီ။ဖန်းငယ်ရင်နဲ့ပါတဲ့လီကဗလင်းပေါက်ကိုဖြတ်ပြီးခက်ပြင်းပြင်းတိုက်နေပြီမေ။ရေသူမဟာသူ့ရဲ့ခန္ဓာကိုယ်ကိုအဝတ်အထည်တစ်ခုခုနဲ့ထားပြီးဖုံးအုပ်လိုက်ဖို့လုံးဝဖိတ်မကူဘူး။အခွင့်အရေးယာတော့လေးမှာ သူ့ရဲ့အရေးပြားဖို့ကိုပင်လေလီဓာတ်ရိုက်ထရာကရတဲ့ခံစားမှုကိုအမိအယယူဖို့ဖိတ်ကူးထားတယ်။သူ့အနေနဲ့ရေသူမအသွင်အတိုင်းနေဖို့ကတော့လည်းမဖြစ်နိုင်ဘူး။ရေမျက်နှာပြင်အောက်လူအပ်တဲ့အ내တစ်ခုမှမဟုတ်ဘဲသူ့ရဲ့ခန္ဓာကိုယ်ကိုလူတစ်ပိုင်းငါးတစ်ပိုင်းအသွင်ပြောင်းလိုက်မယ်ဆိုရင်ရေသူမဟာအသက်ရှူရအရန်ခတ်သွားလိမ့်မယ်။အပြန့်အလှန်အနေနဲ့ရေမျက်နှာပြင်အောက်နှက်ဆိုင်တဲ့နေ့တနေရာမှာ လူပုံဆန်နဲ့နေလိုက်မယ်ဆိုရင်လည်းအသက်ရှူရာခတ်သွားမှာပါပဲ။ရှင်သူမဟာအဝတ်အစားတွေမဝတ်ပဲကိုလုံးတီးနဲ့နေရတာကိုနှစ်သက်တယ်။ဒီတော့လေအခွင့်အရေးရရင်ရတယ်လို့အဲ့ဒီလိုနေမိတတ်တယ်။သူအဲ့ဒီလိုနေတာကိုသူ့ရဲ့ယောက်ျားက သူတို့ အတူနေစားကတော့တိတ်နှစ်သက်တယ်။ဒါပေမဲ့အတူနေတာနည်းနည်းကြာလာတဲ့အခါကျတိတ်လူလာတဲ့ပုံမပြတော့ဘူး။တခါတလေသူ့ကိုအဝတ်ပလာနဲ့မြင်ရတဲ့အတွက် ဖိတ်အနှောက်အယှက်များတောင်ဖြစ်နေတယ်လို့ပဲဒီကိစ္စနဲ့ပတ်သက်ပြီးရည်သူမအနေနဲ့ကတော့ဘာမှမတတ်နိုင်ဘူးအစကတည်းကသူ့ယောက်ျားသဘောကျအောင်အဝိပလာနဲ့နေခဲ့တာမဟုတ်တလို့အခုလဲသူ့ယောက်ျားဖိတ်အနှောက်အယှက်ဖြစ်ပါစေတော့ရဲ့ဆိုပြီးအဝိအဖမ်းမှုဝတ်ပဲနေတာမှမဟုတ်ပဲသူ့ရဲ့ရည်သူမဘဝကိုအာယုံပြန်ခံစားတဲ့အနေနဲ့သာဒီလိုနေမိတာမဟုတ်လားရည်သူမရဲ့ယောက်ျားဟာပင်လေကန်ဖက်က ဒီတငါမျိုးလေးမှာတော့မြို့မျက်နှာဖုံးတယောက်ပဲငါဖက်ဖက်လေးတွေအများကြီးပိုင်တယ်ဒါကြောင့်လေရေသူမကိုသူရခဲ့တာပေါ့ကန်ဖက်ကတဲတောင်ခုံပေါ်မှာအဝိအစားမပါဘာမပါနဲ့လဲနေတဲ့ကောင်မလေးတယောက်ကိုဟိုလူဒီလူတွေကတွေ့သွားပြီးတဲ့နောက်မှာမြို့မျက်နှာဖုံးတတိကြီးကအဲ့ဒီမိန်းကလေးကို သူဖောက်ရှောက်ထားမယ်ဆိုတော့ဘသူကများညှင်းချက်ထုတ်နေနိုင်ပါတယ်လေ ဒီလိုကိုဘယ်ကလာမှန်းတော့ကိုဘသာပြန်မမှတ်မိတဲ့အနောင်ဖွဲမရှိတိတ်လှတဲ့ကောင်မလေးတယောက်ကိုဖောင်းလျှောက်ချင်တဲ့ယောက်ျားတွေဝိုင်းဝိုင်းလည်နေခဲ့ပြီမင်းမျိုးမျက်နှာဖုံတတိကြီးကိုတော့ဘသူမှစောရကမတက်ဝင်ခဲ့ကြဘူးစောရကမတက်ဝင်ဆိုတမျိုးလုံးမှာတတိကြီးရဲ့ဂျေဖုနဲ့ကင်းတဲ့သူရဲ့လူလည်းမရှိသလောက်ပဲမဟုတ်လားနောက်ပိုင်းမှာတော့တတိကြီးကကောင်မလေးဟာတခြားတိုင်းပြည်တစ်ခုကဖြစ်ကြောင်းသင်မောပြက်ပြီးမျောလာတာဖြစ်နိုင်ကြောင်း သင်္ဘောပြတ်တဲ့အချိန်လုံးကထိခိုက်မိတဲ့ဒဏ်ရာတွေနဲ့ထိတ်လန့်မှုတွေကြောင့်အတိတ်မိသွားတာဖြစ်နိုင်ကြောင်းမြို့ကလူတွေကိုကြီးညာလိုက်ပြီးကောင်မလေးကိုတရားဝင်အတိအလင်းလက်ထက်ယူလိုက်တယ်။ဒီလိုလက်ထက်ယူတာကိုတတိကြီးရဲ့ဖနီးနဲ့ဒါသမီးတွေကတော့သိမ့်မကြည်နဲ့လှဘူး။ဒါပေမဲ့သူတို့လည်းမြို့မှာရှိတဲ့တခြားသူတွေလိုပဲဘာမှမတတ်နိုင်ခဲ့ပါဘူး။တကယ်တော့ရေသူမဟာအတိတ်မမေ့ပါဘူး။ သူ့ရဲ့အတိတ်ကိုရှင်းရှင်းလင်းလင်းကိုမှတ်မိပါတယ်။မှတ်မိလို့လဲရေသူမကြီးတကောင်အကြံပေးလိုက်တဲ့အတိုင်လူတွေနဲ့တွေ့တဲ့အချိန်မှာအတိတ်မိချင်အောင်ဆောင်လိုက်တာပေါ့။ကိုကလူတွေအကြောင်းဘာမှမသိတဲ့အတွက်ဘာကူမှမမှတ်မိချင်အောင်ဆောင်နေလိုက်ရင် အလိုလိုအဆင်ပြေသွားလိမ့်မယ်လို့အသက်လေးကြီးအတွေ့အကြုံလေးများတဲ့အပြင် လူတွေနေတဲ့အရက်ကိုပါရောက်ဖူးနဲ့ရေသူမကြီးတကောင်ကအကြံပေးလိုက်တယ်။ရေသူမကြီးပြောလိုက်တာတိတ်ကိုမှန်ပါတယ်။အရာရာအားလုံးက တကယ်ကိုသူ့အလိုလို အဖင်ပြေလာလိုက်တာ အခုဆိုရေသူမဟာအသက်ရှင်ဖို့အတွက်စားရီးတောက်ရီးပူပင်နေပြမလို့တဲ့ဘဝကိုရောက်နေပြီမဟုတ်လားရေသူမရဲ့မွေးရည်မြည်ဖြစ်တဲ့ဟိုးအဝေးကြီးကပင်လယ်အောက်နက်ဆိုင်တဲ့နေရာမှာရေတွေကအရင်လောက်မအေးတော့တဲ့အပြင်ရေသူမတွေစားတဲ့ပင်လယ်တက်တဲ့ဝါငယ်လေးတွေကလည်းရှားပါလာနေတော့ရေသူမတွေဟာအသက်ရှင်ရက်တီကိုတိတ်ကိုခက်ခဲလာနေတယ်ဒါကြောင့် တနေ့တနေ့အသက်ရှင်ရပ်တည်ဖို့အရေးခက်ခက်ခဲခဲရုန်းကန်နေရတဲ့ဘဝကို မခံနိုင်တော့တဲ့တချို့ရည်သူမတွေဟာလူတွေနေတဲ့အရက်ကိုဆွန့်ဆွန့်ဆွာဆွာထွက်ခွာဖို့ပြင်ဆင်ကြတော့တယ်လူတွေနေတဲ့အရက်မှာအသက်ရှင်ဖို့လွယ်ကူကြောင်းရည်သူမတွေသိလာရတာကလည်းလူတွေချားတဲ့အကြောင်းမျိုးမျိုးနဲ့ရောက်သွားဖူးပြီးအကြောင်းမျိုးမျိုးနဲ့ပဲပင်လယ်နဲ့ထဲပြန်ရောက်လာခဲ့တဲ့ရည်သူမကြီးတွေရဲ့တဖင်ပြောစကားတွေကြောင့်ပါပဲ လူတွေကြားမှာနေရတာဟာနတ်ဆိုင်နဲ့ပင်လယ်ရဲ့အထီးအတွေ့ကိုတစ်ခါတစ်ခါပြင်းပြင်းပြပြသတိရနေမိတာကလွဲလို့ကျန်တာဘာမှမခက်ခဲလာကြ။သူတို့ဟာအခုလိုရေအောက်မှာအသက်ရှင်ရပ်တည်ဖို့ခက်ခဲလာမယ်မှမသိလို့သာပြန်လာမိတာဖြစ်ကြ။ခုချိန်မှာသူတို့ဟာအသက်ကြီးနေပြီဖြစ်တဲ့အတွက်ခရီးဝေးကြီးသွားဖို့မဖြစ်နိုင်တော့လို့ပြန်မသွားတော့တာ ဖြစ်တဲ့အကြောင်းလူတွေကြားမှာနေခဲ့ဘူးတဲ့ရည်သူမကြီးတွေကပြောလေတော့ ငယ်ရွယ်နှုတ်ပြတဲ့ရေသူမလေးတွေဟာငွေရည်မြေကိုစွန့်ခွာပြီး ထွက်သွားလိုက်ခြင်းဖိတ်တွေတဖွာဖွာပေါ်လာခဲ့ကြတော့တာပဲလူတွေကြားမှာအဖင်ပြပြနေနိုင်မှု ကျူးစားတဲ့နေရာမှာစားတာတောက်တာနေတာထိုင်တာနဲ့ကာမဖက်ရှက်တာတို့လိုတခြားကိစ္စတွေအားလုံးအလွယ်တကူနဲ့အသားချခဲ့ပေမယ့်လူတွေစကားပြောသလိုပြောတတ်ဖို့လေ့ကျင့်ရတာကတော့ရှင်သူမအတွက်နည်းနည်းခက်ခဲခဲ့တယ် ကာမဖက်ရှက်တဲ့ကိစ္စတောင်စကားပြောဖို့လေ့ကျင့်ရတာလို့မခက်ခဲခဲ့ဘူးအထူးသဖြင့်အခက်တွေ့ရတာကတော့လေယူလေသိမ့်မယ်လူတွေစကားပြောတဲ့လေယူလေသိမ့်နဲ့အတန်အနစ်အမြင့်ကရေသူမအတွက်အပြောင်းလဲနေလို့နေတယ်ဖီချာလည်းမကြဘူးရေသူမတွေရဲ့စကားကအတန်အနစ်အမြင့်အတက်အကျပုံများတယ်ဖီချာလည်းမိတယ်ဒီတော့ရေသူမအနေနဲ့စကားလုံးတွေအခေါ်အဝေါ်တွေမှတ်မိဖို့ထက် လူတွေရဲ့လေတံနဲ့တူအောင်ကြိုးစားရတာကပိုခက်နေခဲ့တယ်။အခုတော့ရေသူမဟာလူတွေလို စကားကောင်းကောင်းပြောနေပြောနိုင်နေပါပြီ။ဒါပေမဲ့ရေသူမဟာလူလူစကားပြောရတာထက်တချင်းဖြူရတာကိုပဲပိုကြိုက်တယ်။တချင်းဖြူရတာကရေသူမတကောင်လို စကားပြောနေရတာနဲ့အတော်အလေးတူတယ်။စကားလုံးတွေကတော့မတူဘူးပေါ့။ဒါပေမဲ့တချင်းဖြူရဲဖြူပြီး လူတွေဘက်ကအတန်ထွက်တဲ့ပုံစံက အတန်အနည်းအမြင့်ဖုန်လင်းတယ်လို့ feature လေးကြားတယ်။တချင်းဖုန်နေတဲ့လူတယောက်ကိုရေသူမဖတ်တွေ့တော့ငါဆိုရင်အဲ့ဒီလူကိုသူ့လိုပဲရေသူမတကောင်များလားလို့တောင်ထင်တော့ထင်မိသွားသေးတယ်။တချင်းဖုန်ရတာဟာရေသူမအတွက်ဘာမှအခက်အခဲမရှိတဲ့အလုပ်တစ်ခုပဲ။စကလုံးလေးတွေမှတ်လိုက်ရုံပဲ။ဒီတော့လေအခုဆိုရင်ဒီမျိုးလေးမှရှိတဲ့လူတိုင်းကရေသူမကိုတချင်းဖုန်ကောင်းတဲ့သူရဲ့လို့သိနေကြပြီ။ရေသူမရဲ့ယောက်ျား တတိကြီးဆိုရင်သူတချင်းဆိုတာကိုကြိုက်လုံးလို့ဒီနေ့ကိုအနည်းဆုံးတစ်ခါတော့ဆူခိုင်းတတ်တယ်။ရေသူမတချင်းဆိုတာကိုတတိကြီးရဲ့ဖနီးနဲ့ဒါသမီးတွေကတော့သဘောကျတယ်။ဒါပေမဲ့သူတို့ဘဖက်ကနေတော့ကြိုက်လှပါကြီးရဲ့လို့ထုတ်မပြောဘူးပေါ့။သူတို့ကရေသူမကိုရန်သူတယောက်လို့သဘောထားတယ်မဟုတ်လား။ရေသူမကတော့သူတို့ဘောဘလို့မှသဘောမထားပါဘူး။ရေသူမအနေနဲ့လူတွေကြားထဲမှာ လာနေတယ်ဆိုတာက ွယ်လွယ်ကူကူကောင်းကောင်းမွန်မွန်အသက်ရှင်ရပ်တည်နိုင်မှုပဲကျန်တာတွေကဘာမှအရေးမကြီးဘူးသူ့အနေနဲ့သူ့နဲ့မျိုးဖိတ်မတူတဲ့လူသားတွေပေါ့ချစ်တဲ့ဖိတ်ဒါမှမဟုတ်မုန်းတဲ့ဖိတ်ထားဖို့စိတ်မဝင်စားတာလည်းပါတာပေါ့လူတွေနဲ့ပတ်သက်လို့ရေသူမအနေနဲ့အံ့ဩမိတာလေးတွေတော့ရှိတယ်။သိတော့များများဆဆမဟုတ်လားဘူး။လူတွေဟာအသက်ရှင်ရပ်တည်နိုင်မှုထက်တခြားဖိတ်ခံစားချက်တွေကိုဦးစားပေးတတ်တာ ਨੇ ။ သူတို့သိဖို့မလို့တွေးဖို့မလို့တဲ့ကိစ္စတွေကိုသိနေတွေးနေရတာပဲလူတွေဟာအသက်ရှင်မှုထက် တခြားဖိတ်ခံစားချက်တွေကိုဥပပေးတတ်ကြောင်းရေသူမှသိနေရတာကတော့ကောင်းကောင်းမွန်မွန်နေလို့ရပါလျက်နဲ့အချက်ကိစ္စအမုန်းကိစ္စတို့လူဖိတ်ခံစားချက်နဲ့ဖိုင်တဲ့ကိစ္စတွေအတွက်အသေးခံသွားတဲ့လူတွေကြောင့်မကြမကြကြားနေရလို့ပဲလူတွေက သိဖျားတွေးဖျားမလို့တဲ့ကိစ္စတွေကို တိနေတွေးနေတာတတ်တာနဲ့ပတ်သက်ရင်တော့ရေသူမတွေအကြောင်းကိုပဲဥပမာပြန်ပြရမှာပဲလူတွေဟာရေသူမဆိုတာကိုဘလူနီးနဲ့မှမြင်မှုပြအကြောင်းမရှိဘူးဘာကြောင့်လဲဆိုတော့ရေသူမတွေရဲ့အလိုအလျောက်ဖုံးကွယ်အသွင်ပြောင်းနိုင်စွမ်းနဲ့လူတွေရဲ့အာယုံမှောင်မားတတ်မှုကြောင့်တဘာဝကြောင့်ပဲသူတို့ရဲ့အမြင်အာယုံမှာရေသူမဆိုတဲ့လူတစ်ပိုင်းငါးတစ်ပိုင်းပုံရိပ်ဘယ်နည်းနဲ့မှမပေါ်နိုင်ဘူးလူတွေအနေနဲ့ရေသူမတကောင်ကိုတွေ့တဲ့မြင်တဲ့အခါ သူတို့ရဲ့အမြင်အာရုံမှာငားတကောင်လို့ပဲမြင်မှာပဲတကယ်လို့ရှင်သူမအသေးတကောင်ကို မြင်ခဲ့မယ်ဆိုရင်တော့ငားအသေးတကောင်လို့ပဲမြင်မှာရှင်သူမက လူအသွင်ယူထားလိုက်ပြီးဆိုရင်လေသူတို့ကလူလူ့ပဲမြင်မြင်နေတော့မှာပဲဒီတော့ဆိုလိုချင်တာကလူတွေဟာရှင်သူမဆိုတဲ့အကောင့်တစ်မျိုးရှိကြအောင်သိဖရာအကြောင်းမရှိဘူးသိလည်းမသိကြဘူးဒါပေမဲ့သူတို့မှာရှင်သူမတွေအကြောင်းရှင်တန်းစကားတွေပုံမြင်တွေရှိနေခဲ့တယ် တထင်းကြီးရဲ့သမီးကသူ့ကလေးကိုရည်သူမအကြောင်းပုံမြင်တဲ့ပုတ်ပြောနေတာကြားလိုက်ရတော့ငါဆိုရင်ရည်သူမဟာတိတ်ကိုအံ့ဩထိတ်လန့်သွားခဲ့တယ်။ဒါနဲ့ပဲဘေးနားကနေမသိမသာနားထောင်နေလိုက်တယ်။တကယ်တမ်းနားထောင်ကြည့်လိုက်တော့တထင်းကြီးရဲ့သမီးပြောနေတဲ့ပုံမြင်တဲ့ကရည်သူမဟာပုံသဏ္ဍာန်ကလွဲလို့တခြားအချက်တွေမှာတကယ်ရည်သူမတွေနဲ့အတော်လေးကွဲပြားနေတာကိုတွေ့လိုက်ရတယ်။ဥပမာ ပုံမြင်တဲ့ကရည်သူမဟာရည်ထိလိုက်တာနဲ့ ရေသူမပုံစံပြန်ဖြစ်သွားတတ်တယ်တဲ့ပြီးတော့လူယောက်ျားတယောက်ကိုလည်းတန်တန်ဖင်ချစ်ကြိုက်နေသေးတဲ့တိတ်ကိုရင်ဖျားပဲအဲ့ဒီလိုယုတ်တိမရှိတဲ့အချက်လက်မှားတွေနဲ့တိဖောက်ထားတဲ့ပုံမြင်တပုံမှန်သိလိုက်ရပြီမယ်လေလူတွေဟာဘလို့လို့ကြီးရေသူမဆိုတဲ့အကောင့်တမျိုးကိုဖင်ပါမိပါလိမ့်ဆိုတာကတော့ရေသူမဟာသိချင်နေတော့မယ်ဒါနဲ့တညအိယာမဝင်ခင်မှာတတိကြီးကိုရေသူမအကြောင်းပုံမြင်ပြောခိုင်းခဲ့တယ် တထေးကြီးပြောတဲ့ရည်သူမပုံမြင်ကလည်းသူ့သမီးပြောတဲ့ပုံမြင်နဲ့အတူတူပါပဲပုံမြင်ဆုံးတော့ရည်သူမကတထေးကြီးကိုဒီပုံမြင်ကိုဘယ်ကနေသိလာကြားလာတာလဲလို့သိအေးမထားတဲ့လေးတန်နဲ့မိလိုက်တယ်။ဖောက်တုံထဲကဖတ်ဖူးတာလို့တထေးကြီးကဖြေတယ်။ဘယ်ဖောက်အုပ်လဲဆိုတာကိုကြာရည်သူမအနေနဲ့မေးဖို့အကြောင်းမရှိတော့ဘူး။ဘာလို့လဲဆိုတော့ရည်သူမကစာမမဖတ်တတ်ဘဲ။ မှန်ကန်တဲ့အချက်လက်တွေနဲ့ရေးသားထားတယ်ရေသူမပုံမြင်တဲ့ပုံဖတ်ဖို့အတွက်နဲ့စာရေးစာဖတ်သင်မှုအထီးတော်လေရေသူမဟာစိတ်မပါလှဘူးဒီတော့ရေသူမအကြောင်းပုံမြင်ဟာ သူ့လိုပဲလူတွေကြားထဲကနေလာတဲ့ရေသူမရေဖီကနေဖင်သက်လာတာဖြစ်မယ်လို့သူဟာသူ ကောက်ချက်ချလိုက်တယ်လူတွေကြားမှာရေသူမပုံမြင်ဖန်တီးခဲ့တဲ့ရေသူမတွေဟာဘာလို့ ုံမှန်တန်ကလွဲပြီးရေသူမတွေရဲ့တဘာဝနဲ့ပတ်သက်တဲ့အချက်လက်တွေကိုလီလွဲပြောခဲ့တယ်ဆိုတာကိုတော့ရေသူမဟာဖက်ပြီးမဖင်ပါတော့ဘူးအဲ့ဒီအဖာတချင်းလေးတစ်ပုတ်ညီးရင်ပင်လေကိုပဲငင်းနေလိုက်တယ်။နတ်ဆိုင်နဲ့ပင်လေရဲ့အထီးတွေကိုတန်းထားမိတဲ့အခါရေသူမဟာအဝတ်မပါပဲနေတာတချင်းကြီးကလည်းပင်လေရေထိပင်လေလေထိတွေ့ရတာရတဲ့ခံစားမှုကိုအမိအယူတာမျိုးတွေလုပ်နေရှိတယ် တခါတလေနဲ့ပင်လယ်ရဲ့ရေဖင်ကူတယ်။နေရှိုင်းနဲ့ပင်လယ်ရဲ့အထီးအတွေ့ကိုတောက်တာနဲ့ပဲရေသူမတစ်ကောင်အဖြစ်ပြန်အသွင်ပြောင်းပြီးအသက်ရှင်ရပ်တည်ဖို့ခက်ခဲလာတဲ့မွေးရည်မျိုးကိုပြန်မှုတော့ရေသူမဟာလုံးဝဖိတ်မကူပါဘူး။ဖိတ်ခံကားချက်အတွက်နဲ့ကိုယ့်ရဲ့အသက်ရှင်ရပ်တည်နိုင်မှုကိုဆွန်ကားတယ်ဆိုတာမျိုးကလူတွေမှသာလောက်တာလောက်လိရှိတာမဟုတ်လား။အောက်တိုဘာ၈၂၀၁၅